2019ခုနှစ်အတွင်းပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာတရုတ်မြန်မာချစ်ကြီးကြောင်းဆောင်20ဆောက်လုပ်သွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံကပြောပါတယ်ဒီသတင်းကိုတော့အောင်ကိုကိုလက်ကပေးပို့ထားတာပါ နေပြီးတော့စပူတီတီမျိုးနယ်မှာရှိတဲ့ရွှေကြပင်ရက်ွက်ကအထက်တန်းကျောင်းအမှတ်၄လေးမှာဇန်နဝါရီလ9ရက်နေ့ကမြန်မာကျပ်ငွေ3,200အကုန်ကျခံပြီးတော့စတူရန်မီတာ450ကျဲတဲ့စာသင်ခန်းနဲ့800စတူရန်ကျဲတဲ့ဘတ်စကတ်ဘောကစားဝင်းတွေကိုလူတန်းပေးရတဲ့အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါတယ်။အဒီလူတန်းပွဲကိုမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံကဆောက်လုပ်လူတန်းခဲ့တာဖြစ်ပြီးတော့လက်ရှိမှာ9ကျောင်းမြောက်ဆောက်လုပ်လူတန်းခြင်းဖြစ်ပါတယ်။ယခု2019ခုနှစ်မှာတော့ကျောင်းပေါင်း20အထိဆောက်လုပ်လူတန်းသွားမှာဖြစ်ပါတယ်။ပညာရေးဟာမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးရဲ့အခြေခံအုတ်မြစ်ဖြစ်ပြီးလူငယ်တွေဟာအမျိုးသားတည်းရဲ့လုံရဲ့အနာဂတ်ဖြစ်ပါတယ်။ တရုတ်အစိုးရနဲ့မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံကမြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနနဲ့ပူးပေါင်းဆောင်ရွက်မှုတွေဆက်လက်တိုးမြှင့်ပြီးတက်ဆိုင်ရာအကူအညီတွေပေးရကမြန်မာနိုင်ငံပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ထောက်ပံ့ဖြစ်ရန်ဆန္ဒရှိပါတယ်။ကျွန်တော်တို့အတူတကွကြိုးပမ်းမှုကြောင့်ဒီတက်မကတဲ့မြန်မာကျောင်းသားလူငယ်တွေကောင်းမွန်တဲ့ပညာရေးကိုသင်ယူပြီးလူဘဝတန်ဖိုးနဲ့ရည်မှန်းချက်တွေအကောင့်တဲ့ပေါ်နိုင်ပြီးမြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလူမှုဘဝတိုးတက်ရေးအမျိုးသားတဟဆာတာဖြစ်ရေးတို့အတွက်တက်ပညာနဲ့အင်အားတွေစိုက်ထုတ်ကြိုးပမ်းရင်းတရုတ်မြန်မာဆွေမျိုးပေါက်ဖို့ချစ်ကြည်ရေးကိုအမွေဆက်ခံပြန်ပွားစေရန်ကြိုးပမ်းအား ားထုတ်နိုင်မှုမျှော်လင့်ပါတယ်။ကြောင်ကြောင်တိဖွင့်လင်းခဲ့တဲ့အခမ်းအနားကိုပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးတက်ရောက်ခဲ့ပြီးတော့ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ပညာရေးဝန်ကြီးဌာနပြည်ထောင်စုအကြောင်းအရာကြောင့်ဥပဒေများပြားတွေဆရာဆရာမဥပဒေများပြားတွေကျောင်းတွေလည်းများတဲ့ကျွန်တော်တို့အနေနဲ့ပေါ့အာဒီဖြစ်ဖြစ်ကျန်းမာရေးများကျွန်တော်တို့ဒီနေ့တိုင်းဒီသားကြီးအားလုံးနဲ့ကျောင်းအားလုံးကိုကျွန်တော်တို့ကညှတာဆိုတဲ့အခွင့်အရေးဆောင်ရွက်ပေးနေရတဲ့ကျွန်တော်ယနေ့လိုမျိုးအစားကဲတန်းနေဆိုတာလည်း ဲ့ဒီကဖြစ်တဲ့တော့ယနေ့ဘာတေယုတ်ဒီတပားနိုင်ငံတန်ယုံမတန်တကြီး is is a semester ဘယ်လိုလဲဒီဘာဘာတေယုတ်ဒီမှာချစ်ကြည်အသေးတော်လို့ပြောတာယနေ့စောင့်လို့လူတဲ့ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာကျောင်းတွေအရွယ်ကလေးတွေအတွက်တည်ယူမှုဝင်းချင်ကောင်းအတွက်လည်းဒါအများကြီးပဲအထောက်အကူပြုတဲ့အတွက်ကျွန်တော်တို့အနေနဲ့ကျေးဇူးများကြီးတင် မြန်မာနိုင်ငံမှာအစိုးရကြောင်းပေါင်းမူလာတဲ့အလဲတန်းအထက်တန်းစုစုပေါင်း၄၆၆၆ကျောင်းရှိပြီးတော့ဆရာဆရာမအရာတန်းအမှုတန်း၄၆၆ကျောင်းရှိပါတယ်။အဲ့ဒီကျောင်းတွေမှာပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူစုစုပေါင်းကတော့၈သမ၉သန်းကျော်ရှိပြီးတော့ပိုဂိကကျောင်းတွေနဲ့ဘုန်းတော်ကြီးသင်ကျောင်းတွေမှာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေကိုပါထည့်သွင်းတက်ချက်မဲ့ဆိုရင်၉သမ၅သန်းကျော်ရှိပါတယ်။မြန်မာနိုင်ငံမှာကျွေးရပေါင်း၈၀၀၀ကျော်ရှိပြီးတော့ကျွေးရပေါင်း၄၀၀နီးပါးမှာစာသင်ကျောင်းတွေဖွင့်လှစ်သင်ကြားပေးနေတယ်လို့ပညာရေးဝန်ကြီးဌာနကသိရတာပါ။ကျွန်တော်အောင်ကိုလည်းနေပြီးတော့ဒီမှာပြေပို့ထားတာပါ။